လူသူရောက်ပေါက်နေတဲ့တော်ကြီးတောင်ကြီးထဲမှာတိုက်အိမ်ကြီးတစ်လုံးနဲ့ထီထီမားမားတည်ရှိနေပါတယ်။ဒီအိမ်ကြီးထဲမှာမကျွမလို့ဖြစ်နေတဲ့နနာဘဝဝိညာဉ်လောကသားတွေရှိနေမလားရှိမနေဘူးလားဆိုတာကို သိရဖို့အတွက်ကျွန်တော်ညဘက်ရိုက်ကူးခင်ဒါနှစ်ကင်းပိုင်းအရှင်လေးကိုလာရောက်ကြည့်ရှုလာပဲဖြစ်ပါတယ်။တော်တော်လေးကြားမှာတိုက်အိမ်ကြီးတလုံးတိဆောက်ထားပြီးတော့လူတွေတရားအောင်မှမရှိတာကိုကြည့်ုံနေတယ်ပေါ့နော်အတော်လေးတော့စိတ်ဝင်စားစရာကောင်းပြီးတော့ကြော်ချမ်းစရာလည်းကောင်းပါတယ်အခုကျွန်တော်တောထဲမှာ တိုင်းအိမ်စုံကြီးတစ်လုံးရှိတယ်လို့သတင်းရလို့ပေါ့နော်အဲ့ဒီအိမ်ကိုကျွန်တော်ခုလာကြည့်တာပဲဖြစ်တယ်ပေါ့နော်โอเคကျွန်တော်လည်းတူတူအားလုံးလိုက်ခဲ့ကြအောင်ပေါ့နော်အဲညာဘက်ရိုက်ကူးခွင့်ရမရဆိုတာကျွန်တော်အချိန်နဲ့သွားကြည့်မှာပဲဖြစ်ပါတယ်ဒါရိုက်တော့ရတယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်လက်ပြီးတော့ညာဘက်ရိုက်ကူးတဲ့ဗီဒီယိုလည်းတင်ဆက်ပေးပါဦးမယ်ခုလောလောဆယ်ကတော့နေကင်းပိုင်းအချိန်နဲ့လေအဲလာကြည့်တာပဲဖြစ်တယ်ပေါ့နော်တော်ကြွေတောင်ကြမှာ ဘာကြီးရဲ့ကျွန်းနဲ့များအင်လာဆောက်ပြီးတော့မနေလဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့လည်းဒါအတိတယောက်ကပြောလိုက်လို့ပေါ့နော်ရောက်လာဖြစ်ပါတယ်မြင်တွေ့တဲ့အတိုင်းပဲပေါ့နော်ခက်ခိုင်မမာဟိုတိတ်တိတ်ဆချာဟိုတီဆောက်ထားတာပေါ့နော်တော်ခိုင်မမာဆောက်တာဟိုမှာချတောင်မိုးဤတစ်ခုအထိုင်းနေမြင်လို့ရှိလို့ချင်းအိမ်အောက်မှာချတောင်မိုးပေါက်လို့ရှင်တို့ကမွေးတိုင်ဖျောင်းတိုင်ထွင်းပြီးတော့ပူဇော်ပတ်တာပြီးတော့ တောင်မိုးဆောင်နဲ့ဆိုပြီးတော့ checking နဲ့တောင်းလိုက်ရှိကြတယ်ပေါ့နော်ဒီမှာတော့လာရောက်ပြီးတော့ checking နဲ့တောင်းတာဒါမတွေ့ဘူးဒါတော့ကျွန်တော်ငယ်တော့ဆော့ဖတ်ဖတ်ပြီးတော့ဆော့တဲ့ဖုတ်လူကောင်ကျင်းလေးတွေပေါ့နော်ချစ်စရာလေးတွေအိမ်ရဲ့လေကားကြီးကလေကားလိုတော့ပြောဖို့ခက်တယ်ဗျာတံတားလိုဖြစ်နေတယ်ပေါ့နော်အိမ်ပေါ်တက်တက်ထားလေကားကြီးကအကြီးပဲကဲကျွန်တော်အိမ်ပေါ်တက်ကြည့်မယ်ပေါ့နော်တစ်ချက်တော့အာ အရင်ကတော့တကယ်ဟိုမှနေချင်းစပွဲကြီးပေါ့နော်ရှယ်ကိုစောက်ထားတာအိုးဒီကောင်းလေတန့်နဲ့စုကင်းရတော့ရှယ်ပဲနော်တော်ရိတ်တောင်ရိတ်အမှန်တော့ဒါခြံကြီးဗျခြံကြီးမှာလူတွေကလာရောက်နေတော့တဲ့ခါကျတော့အပင်တွေအမြင်ကြီးတွေဖြစ်ပြီးတော့တော်ကြီးတို့ဖြစ်နေတာဟိုအရှိမလမ်းရှိတယ် တနေရာတဲ့ကွက်ပြီးတော့တောဖြစ်နေတယ်လို့ပဲပြောရမှာပေါ့နော်အဲခြံစည်းရိုးတွေပါနေတဲ့အခိုင်မှာစောက်ထားတာမြင်တွေ့ရတဲ့အတိုင်းဟိုဘက်မှာနောက်မှာတော့အိမ်ရဲ့နောက်မှာတော့တောင်ကြီးအဲတောင်ကပယံကိုကတ်ပြီးတော့တောင်ချီကိုကတ်ပြီးတော့ပေါ့နော်တောင်ချောက်ကိုချမ်းနေနေမိတ်ကအဲ့လိုမျိုးရှိတာ ညာဖက်လာရိုက်လို့ရှိရင်တော့ရှယ်မိုက်ပါဗျာနည်းနည်းကြောင်ကြတဲ့အခါကျတော့ကျွန်တော်အဖော်ရှာလိုက်မယ်ပေါ့နော်အဖော်ရလို့ရှိရင်ကျွန်တော်လာရိုက်မယ်အဲဒီမှာလင်းတို့တွေအားကြီးပဲတို့ကြောင်လဲလင်းတို့ခေါ်တယ်ဆိုကြောင်လင်းဆွဲလို့ခေါ်ကြတယ်ပေါ့နော်ซ้นเป็ดตัวละตลอดจานในหน้าฐานเลยเปียเต็มๆปลาอ๋อ ပြာအောင်ပြာအောင်ဘာကြောင့်မနေတယ်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်လည်းဒီမှာအတိတယောက်ကပြောလို့ဒီထဲမှာအိမ်တစ်လုံးရှိတယ်သွားကြည့်ရလို့ပြောလို့ပေါ့နော်ဒါကြည့်တာဖြစ်ပါတယ်ချင်းကတာတာတာကလေးစူးနေရော ကျင်းငတ်တာကလေးနဲ့ပြောဖို့ကောင်းတယ်ရောတိုင်းစာဖတ်ကြည့်ပါရေးထားတယ်မသိဘူးအော်ဒီအောက်ထပ်မှာလဲအိမ်သာကန်းတွေပါရင်းနဲ့အိမ်ကတော်တော်ကြီးကြီးမားမားကိုစောက်ထားတာဗျာလင်းစွဲတွေအားကြီးပဲ။ကောင်းကြီးကြီးတွေပဲနော်။ကျဲဟိလေးကို 8កង9កងឡောက်ရှိတယ်ဒူမနီဘဲနဲ့ဆွန့်ပစ်ထားတော့လင်းဆွဲတွေရဲ့နေရာခေါင်းလို့ဖြစ်တယ် လူမနေတာတော်တော်ကြာတဲ့အနေထားပဲဗျအိမ်ဘင်းသားမှာကပ်ပေါင်နေတဲ့အပင်တွေတော့မှပဲတော်တော်ကြီးကြီးတဲ့ဝင်းကျင်ကဘယ်ဘက်ကပဲကြည်တိုက်ကြည်တိုက်စိမ့်ဆိုနေရောဗောနော်ဟိုးအရှင်ပါလေတောင်နေမြေအဲ့မှာလေအိမ်နေအများကြီးရှိတယ်ဗျအဲ့မှာလမ်းကြီးရှိတယ်မိန်လမ်းကြီးအခန်းနေရာလေများနေရောဗျ မျက်နှာကျက်တည်တယ်တော်တော်လေးကိုကြွားကြပျက်စီးနေပြီဒီနီဟာကအိမ်ဆိုရင်တော်တော်လေးဟိုမှာကြီးကြီးမားမားနဲ့ခန်း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 ဟိုစောက်ထားတာဟိုကြည်ရရင်ဒီအိမ်ပန်းချင်ကတော်တော်ချမ်းသာတဲ့တစ်ထည့်တူပဲနေမယ်ပေါ့နော်ဒါမှမဟုတ်ရင်ဟိုတယ်ဖွင့်ဖို့ပဲယူရချမ်းနဲ့မြဲစောက်ခဲ့တာလားလို့မသိဘူးအိမ်ကြီးကအကျယ်ကြီးပဲပေါ်ထက်အောက်ထက်ခန်းနေရာလည်းအများကြီးပဲ view တွေရတဲ့ရန်လှတယ် ထိုင်းနိုင်ငံမှာလည်းရှိတယ်ပေါ့နော်ဒီတောကျုတောင်ကြားတွေထဲမှာအတွဲတွေအေးစစ်စစ်လာရောက်တဲကိုကျင်တဲ့သူတွေအတွက်ဖွင့်လှစ်ထားတဲ့ဟိုတယ်တွေတဲဝကန်တွေချီးကြတယ်ပေါ့နော်အဲအဲ့လိုမျိုးကြီးအကျန်းနဲ့များဆောက်လုပ်ခဲ့ရတာမသိဘူးမြင်နေကြတယ်တော်တော်ကြွားကြပျက်စီးနေတယ်ပေါ့နော်ကြွားကြပြီးတော့ပဲပျက်စီးသွားသလားဒါမှမဟုတ်ရှင် သူတယောက်ကပဲလာပြီးတော့ခွာယူရတာလို့မသိဘူးတကယ်လို့ကွာကြနေတယ်ဆိုရင်လည်းအောက်မှာတွေ့ရမှာပေါ့နော်အောက်မှာဒီလောက်ကွာကြပြက်စီးနေတာများများဆဆမတွေ့ရဘူးပြောင်းလို့ဒီမှာအပေါ်ကပြီးတော့မိုးရေထွက်ပေါက်ကပိတ်နေရလားမသိဘူးမှာမိုက်တွေစို့နေတွေ့နှမျောစရာကြီးနော်ပတ်သက်ကိုတက်တက်လာဖြုံးလို့ဖြစ်နေစာဦးကြီးစောက်ပြီးတော့ဘာမှဆက်ပြီးတော့လူလည်းမနေဘာမှမလုပ်တော့ ရှုခင်းကတော့ရှယ်ပဲကျင်းငက်တာရကာနေနဲ့ตาတော့ตาရတယ်ပေါ့เนาะကောက်ကင်းကြီးอ่ะလဲရှင်းလင်းနေပဲကဲညာဘက်လာပြီးတော့ย้ายတဲ့ခါကျရင်လည်းอาเปจ๋าอูပေါ့เนาะဒါပေမဲ့ဒီအိမ်ကိုတော့ကျွန်တော်တယောက်แท้တော့ลาย้ายมาတော့မဟုတ်ဘူးပေါ့เนาะကျွန်တော်လည်းတူတူย้ายกูแม่ตูอพอตะหยอกกูช่าอูแม่ညာဘက်ย้ายရင်တော့ทุจาหมูတွေးရမယ်လို့တော့ကျွန်တော်လည်းမျှော်လင့်နေပြ่ะ ိမ်ပေါ်တက်တဲ့လေကားကြီးကတံတားကြီးဖြစ်နေကြီးပဲတံတားပဲပြောပါတော့อืมဒီမှာပြားအောင်ဆွဲထားအထဲမှာပြားအောင်ရှိတယ်အိမ်ခေါင်းမိုးပေါ့ကိုလည်းတက်ကြည့်လို့ရသေးတယ်ဗျာအိမ်ခေါင်းမိုးပေါ့ကိုလည်းတက်လို့ရတယ်တဲ့ဒီနေရာကနေပြီးတော့အိမ်အပေါ်ကိုပတ်ပြီးတော့တက်လို့ရတယ်တက်တာလေကားမိုက်နေတာ ရတက်မှာလေကားတဲ့မိုက်နေရော ပြုတ်ကြလို့ရှိရင် သွားကျိုးမလားလက်ကျိုးမလားပဲ Yeah Okay ကျွန်တော်ရဲ့မိတ်ဆွေတွေအရှိမမြင်တွေ့နေရတာကြီးကတော့ရေကူးကန်ကြီးမဟုတ်ဘူးเนาะလာတာဆောင်လို့ပုံစံမျိုးပေါ့เนาะအိမ်ပေါ်ထမ်းမှာလှုပ်ထားတာအဲ့ဒီမှာရေတွေကတင်နေတာမိုးရေတွေကရေထွက်ပေါက်ကကျွန်တော်အောက်မှာပြခဲ့တယ်လေအပေါက်ပိတ်တာ အကြောင်မလို့ရေတရားကုလိုမျိုးတင်နေတာပေါ့နော်တတိထားပြီးတော့လျှောက်ရတယ်ရင်းကြီးတွေနဲ့လျှော်လဲမှာဆိုလို့ပေါ့နော်ဒါကြောင့်တစ်ပတ်ပေးရပဲကတ်သွားတော့ကြောဘေးရတပင်းနေလဲပြီးတော့ပြုတ်ကြတာဘေးရခုတ်ထားတာဗျာနော်ဟိုကနေတိုက်ဖြတ်ထားတဲ့အရာပုံစံမျိုးတွေတွေ့ရတယ် တော်မြင့်တဲ့အပင်ရေကူးကန်လိုဖြစ်နေတာပေါ်တတ်အလဲမှာအပေါက်ရှိတယ်ဗျအဲ့ဒီအပေါက်ကိုဖွင့်ပြီးချားလိုက်မယ်ဆိုလို့ရှိရင်ဒီဒီပေါ်မှာတင်နေတဲ့ရေတွေကုန်ထွက်သွားမှာဟာကျွန်တော်တုတ်ချိုးလိုက်ဦးမယ်ပေါက်ပွားပြီးတော့ထိုးချ အိမ်တော်ထက်မှာကအမိုးမရှိတဲ့အခါကျတော့မိုးရေတွေကစိတ်ကြိုက်ဘောပိတ်တော့တင်နေတာပေါ့နော်အပေါ်ထက်မှာတော့မှာပဲတော်တော်ကြည်တယ်နော်အပြင်ကလှမ်းကြည့်လိုက်တဲ့အခါကျတော့တိတ်တိတ်လေးထင်ရတယ်သေစာထဲဝင်ပြီးလေးလာကြည့်လိုက်တဲ့အခါကျတော့အိမ်ပေါ်ထက်မှာအကျဲကြီးပဲဒီတော့ဖောက်ချခလိုက်နေပေါ့နော် ဒါပဲလာရိုက်တဲ့အခါကျတော့ဒီစရိုက်လို့ရတာဒီပေါ်လေးမှာဆောက်ပြီးတော့သွားလို့ရအောင်ရပဲဆော်လဲနေလို့ရှိတယ်။ဒီအောက်ဒီအများကြီးပဲ။